ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်ပွဲမှာ Champion ဟောင်း Brandon Moreno နဲ့ထိုးသက်ချင်တယ်လို့စိန်ခေါ်လာတဲ့မြန်မာပြည်ပေါ် Champion Fighter Joshua Van ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်သက်တွေနေနဲ့ဒီနေ့မနက်ပိုင်းမှာဆို Joshua Van ရဲ့အကောင်းဆုံးလဲရုံးနိုင်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။ Joshua Van ကလက်ရှိ UFC Flyweight တန်းမှာထိုးတက်နေတာ၈ပွဲထိကိုရှိလာခဲ့ပါပြီ။ ထိုးတက်ခဲ့တဲ့ရှစ်ပွဲမှာခုနှစ်ပွဲထင်းကိုအနိုင်ရထားပါတယ်။အဲဒီခုနှစ်ပွဲမှာနှစ်ပွဲကိုအလဲထိုးနဲ့အနိုင်ရထားတာပါ။ဂျိုရှွာဘန်ဒီနေ့မနက်မှာလဲဘရာဇီးဖိုက်တာဘရူနိုဆေးဗာကိုတတိယအချိန်မှာပဲအလဲထိုးနဲ့အနိုင်ပြနိုင်ခဲ့ပါတယ်။ team fighter Joshua Van လက်ရှိ UFC Flyweight တန်းမှာ9ဝက်4ဝက်ထိယူပြနိုင်ထားတဲ့ fighter ဖြစ်ပါတယ်။အဲဒီစံချိန်က UFC Flyweight တန်းရဲ့ဒုတိယမြောက်9ဝက်အများဆုံးစံချိန်ဖြစ်ပါတယ်။ပထမနေရာမှာတော့လက်ရှိ Flyweight တန်း Champion Alexander Pantoja ကရည်တည်နေပါတယ်။ ဖန်ဟာဒီနေ့နိုင်ပွဲကြောင့်ပြိတ္တဝင်းရမှုတော်တော်ကိုရလိုက်ပါတယ် UFC ပြိတ္တတော်တော်များများကဖန်ကိုတော်တော်ကြီးကိုသဘောချနေတာတွေ့ရပါတယ်ဖန်အတငငယ်ရွေနဲ့ဒီလောက်ထိလုံပြနိုင်ခဲ့တဲ့အတွက်ကိုဖန်ရဲ့နောက်မှာပြိသက်အင်အားအများပြရှိတဲ့အတွက်ကို UFC ပြိသက်တော်တော်များများကဖန်ကိုလေးစားအားချနေတာတွေ့ရပါတယ်။ဖန်ကဘရာဇီးဖိုက်တာကိုအကောင်းဆုံးပုံစံနဲ့အလဲထိုးပြခဲ့တာပါ။ဘောက်ဆင်စကေးကလည်းတပွဲတစ်တပွဲပူပူပြီးကိုကောင်းလာတာပါ။စပီကလည်းတဖြည်းဖြည်းနဲ့ကိုပုံမတွက်လှင်မြင်နေတာပါပဲ။ ဒါကြောင့်မလို့ Joshua Ban တကယ်ကိုချင်မြင်လက်ရည်တွေပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါ Joshua Ban အခုဆို ranking number 12နေရာက fighter ကိုအနိုင်ပြနိုင်လိုက်တာပါဒါကြောင့် fan က top 10စီးဝင် fighter ဖြစ်လာတော့မှာဖြစ်ပါလိမ့် Joshua Ban Bruno Silva နဲ့ပွဲပြီးမှသူ့အနေနဲ့လာမယ့် September 13ရက်နေ့မှာကျင်းပသွားမယ် UFC Nochi ပွဲစဉ်မှာထိုးသက်ခြင်းနဲ့အကြောင်းပြောဆိုသွားခဲ့ပါတယ်။သူကအဲ့ဒီပြိုင်ပွဲမှာ UFC Flyweight ရဲ့ Champion ဟောင်း ဘရန်နန်မိုရီနိုနဲ့ထိုးသက်ခြင်းနဲ့ကြောင့်အခုလိုမျိုးပြောဆိုသွားခဲ့ပါတယ် I heard the UFC is coming to uh Texas you know what I mean and I heard I also heard Moreno want to fight on UFC Noche so uh Texas versus Mex Mexican you know what I mean uh ကျွန်တော်အနေနဲ့စက်တင်ဘာလမှာကျင်းပမယ့် UFC Noche ပွဲစဉ်မှာချန်ပီယံဟောင်းဘရန်နန်မိုရီနိုနဲ့ထိုးသက်ခြင်းပါတယ်ကျွန်တော်က UFC ကိုမရောက်ခင်ကတည်းကမိုရီနိုနဲ့ယင်းဒီတဲ့ဆက်ဆံရေးတွေရှိထားပေးတာပါ ျွန်တော်အခုလိုစိန်ခေါ်ရတာသူ့ကိုမလေးစားလို့မဟုတ်ပါဘူးကျွန်တော်သူ့ကိုလေးစားမှုအပြည့်နဲ့စိန်ခေါ်တာပါမထင်မမြင်ပြုတာပြောလဲမဟုတ်ပါဘူးဘာပဲဖြစ်ဖြစ် UFC ကကျွန်တော်ကိုသူနဲ့ပွဲထိုးဖို့ကံလမ်းမှန်ရယ်ဆိုရင်လည်းကျွန်တော်ကအသင့်ရှိနေမှာပါဒါမှမဟုတ်ပဲသူမဟုတ်တဲ့တခြားဖိုက်တဲ့တူနဲ့ပွဲထိုးဖို့ကံလန်းလာမယ်ဆိုရင်လည်းကျွန်တော်ကအသင့်ပြင်ထားမှာပါ။ဘာပဲဖြစ်ဖြစ်ကျွန်တော်အစင်းသိမ်းဖြစ်နေမှာပါဆိုပြီးချင်းဖိုက်တာဂျိုရှွာဗန်ကပြောဆိုသွားခဲ့ပါတယ်။ဖန်ကတော့ flyweight ရဲ့ champion ဟောင်းကြီးကိုစင်ခေါ်လိုက်တာပါ။ ဖန်အနေနဲ့အခုလိုမျိုးစိန်ခေါ်သွားတော့မလက်ခံစရာမရှိပါဘူး။တချို့ပြည်သက်တွေအနေနဲ့ဖန်ကအခုမှ top 10နဲ့တော့မရောက်သေးဘဲနဲ့ချန်ပီယံဟောင်းတယောက်ကိုစိန်ခေါ်တာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးဝေဖန်ပြောဆိုခြင်းပြောဆိုကြအောင်ပါပါ။ဒါမဲ့ fan အနေနဲ့ဒီလိုစိန်ခေါ်တာကိုကျွန်တော်တို့ပြည်သက်တွေအနေနဲ့လက်ခံလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ fan ကအခုချိန်မှာ UFC မှာ၈ပွဲထိတောင်ထိုးသက်ထားပြီးပါပြီ။အဲဒီ၈ပွဲမှာ9ပွဲထိနိုင်ရကတပွဲသာရှုံးနေထားတာပါ။ဒါကြောင့် fan အနေနဲ့ဒီလိုစိန်ခေါ်တာကိုလက်ခံလို့ရပါတယ်။ ပွဲတည်ပေးတာမတည်ပေးတာက promotion နဲ့သက်ဆိုင်တဲ့ကိစ္စပါ။ဖန်နေနဲ့သူထိုးသက်ခြင်းတဲ့အကြောင်းကိုသူ့အနေနဲ့ပွန့်ပွန့်လင်းလင်းပြောဆိုလို့ရပါတယ်။ channel အပိုင်းကတော့ promotion ကလှုပ်ဆောင်သွားမှာပါ။ဖန်နေနဲ့အခုလိုစိန်ခေါ်မှုကို UFC ကလက်ခံသွားမလားဆိုတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့စောင့်ကြည့်ကြရမှာပါ။ Brandon Moreno ကလက်ရှိ UFC Flyweight Dan Ranking နံပါတ်1နေရာမှာရပ်တည်နေတဲ့ UFC Flyweight Dan Champion ဟောင်းဖြစ်ပါတယ်။ဒါကြောင့် AKA ဖန်နဲ့သာထိုးသက်ရမယ်ဆိုရင် ဂျော်ရှွာဘန်နေနဲ့အခုပွဲတွေတအစားပေါင်းများစွာပြင်ဆင်ထားရမှာဖြစ်ပါတယ်ဂျော်ရှွာဘန်ကဒီနေ့မနက်ကဘရာဇီးဖိုင်တာကိုတတိယအချိန်မှာအလဲထိုးနဲ့အနိုင်ရခဲ့သည့်တိုင်အောင် performance of the night bonus ကိုတော့ရယူနိုင်နေမရှိခဲ့ပါဘူး။ဖန်ရဲ့နောက်ပွဲအခင်းကြီးတွေကဘယ်လိုမျိုးဖြစ်လာအောင်မလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။ ်အခုလိုမျိုးအကောင်းဆုံးနိုင်မွေးဆက်ဆံရှင်တွေကိုယူပြပြီး UFC မှာအသက်23နှစ်အရွယ်သာရှိနေသေးပေမဲ့အကောင်းဆုံးဆံရှင်တွေကိုမှတ်တမ်းတင်ရေးထိုးထားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ချင်းဖိုင်တာလေးကိုအထူးပဲဂုဏ်ယူဝမ်းသာမိပါတယ်ခင်ဗျာမကြခင်မှာလေကန်ဂျမားအခွင့်အရေးပေးမယ်ဆိုတော့ဂျိုရှွာဗန် UFC ချန်ပီယံတူဖြစ်လာအောင်ပါပါကျွန်တော်တို့မြန်မာပြည်သက်တွေနေနဲ့ ကမ္ဘာအကောင်းဆုံး MMA promotion ဖြစ်တဲ့ UFC မှာမြန်မာအလံခံထားတဲ့မြန်မာပြည်ပွား fighter တယောက်ကို UFC champion ဖြစ်မြင်တွေ့ခွင့်ရအောင်မလို့ဆိုတော့ရှင်သက်ရှုံမောပဲစောင့်ကြည့်ရမှာပါတကယ်တမ်းဖြစ်လာခဲ့ရင်တော့အတိုင်းထက်အလွန်ပါဗျာဘလို့ခင်းနေနေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်အားပေးလိုက်ကြရအောင်ပါခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမင်းနေ့ဒီမှာလဲ MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားချက်ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ပါသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာပျော်ရွှင်ဝင်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။